င်္ဂလာပါ Thought Shot Liberty YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကဖတ်ပြပေးနေတဲ့ဆရာအောင်သိန်းရဲ့စဉ်းစားစရာလေးတွေဆိုတဲ့စာအုပ်ထဲကစကားဝိုင်းဆိုတဲ့အမေးဖြေခန္ဓာလေးကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာ စကားဝိုင်းအပိုင်း၃ မေကြပြသည်ကြည်သူတို့စီယုံနှောက်စွာရာတွင်အထက်မြဆုံလက်နဲ့ဆိုတာဟုတ်ပါသလားကာယံမဲ့ကြပြသည် စီယုံနှောက်စွာမှုတွင်မထီရဟုထင်ပါသည်ဆရာအယူဆကိုသိပြရစေတထုံဖြေပြည်သူဆိုတဲ့စကားလုံးကိုကျွန်တော်တို့အားလုံးနေရာတကာသုံးနေကြတာပဲဒါပေမဲ့အတိတ်ပဲကအင်မတန်ကျယ်ပြန့်ဝေဝါးပါတယ်တစ်ဖက်ကနေကြည့်ရင်ပြည်သူဆိုတာဟာ ဒီတိုင်းပြည်ထဲမှာမိတင်းနေထိုင်သူဟုသမျှဘသူပဲဖြစ်ဖြစ်ပြည်သူပါပဲဒီမိကောမှာတော့စီယုံတာတွေလှုံ့ဆော်တာတွေပါလာတဲ့အတွက်ကြောင့်ဖိနှိပ်ခံခေါင်းပုံဖြတ်ခံများကိုဆိုလိုတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီတော့အလုတ်သမားလေသမားလူလက်တန်းစာစရေးစချီခေါင်းရပြတ်ထိုးစတဲ့သူတွေကိုဆိုလိုတယ်လို့ကျွန်တော်တို့နားလည်ကြရမှာဖြစ်ပါတယ် စီယုံလုံးစောတဲ့နေရာမှာအထည်ရောက်ဆုံးအထက်မြတ်ဆုံးလက်နက်ဆိုတာနဲ့ပတ်သက်လို့ကတော့အနုပညာနယ်ပယ်ကပုံကိုယ်တွေဟာကိုယ်အနုပညာအားဖြင့်အထက်မြတ်ဆုံးလို့ပြောကြတာကြီးပဲခမညရုပ်ရှင်ကလည်းရုပ်ရှင်သားလေးအထက်မြတ်ဆုံးသဘင်ကလည်းသဘင်သားအထည်ရောက်ဆုံးဂီတပညာရှင်တွေအဆိုတော်တွေကလည်းတိဂီတသားလေးအထက်မြတ်ဆုံးစာပေသမားကဗျာသမားတွေကလည်းငါတို့ကဗျာစာပေတွေဟာစွမ်းရင်အမြင့်ဆုံးလို့ပြောကြတာကြီးပဲ။ တခြားအမှုပညာတွေကိုအပထားတော့ဒီခေတ်အနေနဲ့ပြောရရင်ဤသူကိုလှုံ့ဆော်စီယုံနိုင်တဲ့စွမ်းအားနိုင်မြင့်တန်းစီကြမယ်ဆိုရင်ကြပြဟာနောက်ဆုံးတန်းကရောက်နေလိမ့်မယ်လို့ထင်ပါတယ်။ဟိုးရှိခေတ်ကတော့ကြပြဟာအတော်ထက်မြတ်ခဲ့လိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်လဲဆိုတော့သူကလူကြားသူကြားတဲ့ကိုအရောက်နိုင်ဆုံးပစ္စည်းဖြစ်ခဲ့လို့ပါပဲ။ရှိခေတ်ကတော့ရုပ်ရှင်လည်းမရှိဘူး။ရေဒီယိုလည်းမရှိဘူး။ဇက်ပွဲဆိုတာတောင်မမြင်ဘူးတဲ့ဒေတာတွေကတပုံကြီး။ မြေဝိုင်းတို့ရုပ်သေးတို့ဆိုတာတောင် တနှစ်နေလို့တခါအကြည့်ချင်မှကြည်ရတာမြို့ကြီးရက်ကြီးတွေမှာတော့ရှိကြမှာပေါ့ရွာသိမ်းရွာငယ်လေးတွေကဆိုရင် တခြားရွာမှာပွဲခံတာကိုတကူးတကသွားပြီးကြည်ကြရတာဒီတော့ရုပ်သေးထဲမှာဇက်ပွဲထဲမှာဆိုတဲ့တချင်းရွက်တဲ့လင်္ကာကို ကြက်ကြမှတ်ကြရပါတယ်ဇက်တချင်းတွေကြပြန်တော့တနှစ်လုံးအဲ့ဒီတချင်းခက်စားနေရတာပဲနောက်ဇက်ပွဲတစ်ခုကတချင်းအသက်ကိုမရမချင်းဒီတချင်းမဲဆိုเสียရရှိတာကို အဲ့ဒီရုပ်သေးဆက်ထဲမှာကြပြလင်္ကာတွေကြတော့မှတ်သားစရာတွေပါတယ်သင်္ကန်းစာတွေအဆုံးအမတွေပါတယ်ဒါတွေကိုလည်းရိုးရိုးသေးသေးမှတ်သားတယ်ဒါကြောင့်လင်္ကာကြပြဟာဇန်ရုပ်သေးတွေကတဆင်လဲပြည်သူတွေစီကိုရောက်တယ်နောက်တစ်ခုကဖုံးတော်ကြီးចောင်းတွေမှာရွာတိုင်းမှာဖုံးကြီးចောင်းတော့ရှိစမြဲပဲဘလောက်ပဲရွာသိမ်းရွာငယ်ဖြစ်နေပါစေ ဖုံးကြီးចောင်းလေးရှိမှာမရှိရင်ကြေးရွာအင်္ကာမပြည့်စုံဘူးမျက်နှာငယ်တယ်လို့ယူဆကြတယ် ဘုန်းကြီးကြောင့်ရှိပြီဆိုရင်စာပေရှိပြီကိုကံပြိုပါရမီတော်ခံပြိုတို့လို စာကြီးပေကြီးမရှိဘူးထားတော့ရှင်မဟာသီလဝန္တဆုံးမစာရှင်မရထသာရဆုံးမစာတို့လို လင်္ကာတွေကိုတော့ကြောင်းသာတိုင်းကုံးော်ပြီးကြက်မှတ်ကြရတာပဲဘုန်းတော်ကြီးကိုယ်တိုင်က စာပေဝါသနာပါပြီဆိုရင်တော့ဥပုံညဝတ္ထုလိုမြေတာစာလို စာပေမျိုးတွေကြီးကံရှင်ကြီးမြေတာစာပေမျိုးတွေ จิตပင်တရားစာမျိုးတွေပါပါလာတော့တာပေါ့ဒါကြောင့်ရှေးကဆိုရင်ကြပြာဟာလူလူကြားမှာအပြန့်အနှံ့ဆုံးဖြစ်တယ်လို့ဆိုနိုင်ပွဲရရှိပါတယ်ဒီခေတ်မှာတော့သိပ္ပံပညာရဲ့ကျေးဇူးကြောင့်ဆက်သွယ်ရေးပစ္စည်းကိရိယာတွေကလည်းတပုံကြီးပေါ်လာတယ်ရုပ်ရှင်ရေဒီယိုသားမကဘူးကက်ဆက်တွေဗီဒီယိုတွေရုပ်မြင်သံကြားတွေစုံနေတာပဲမဟုတ်လားကြပြဆိုတာက စာဖတ်ပြီးစိတ်ကူးနဲ့မြင်ရတာ။ဟိုပစ္စည်းတွေကအကောင်လိုက်ထဲလိုက် မြင်ရတာအတုံးလိုက်အတက်လိုက်နားကကြားရတာအဲ့ဒီရုပ်ရှင်သဘင်ဂီတကိုကြ བྱ ားထက်ပို့ပြီးအာယုံပြုတ်ကြတာပေါ့နောက်ပြီးရုပ်ရှင်ကြည့်ရတာပွဲကြည့်ရတာကက်ဆက်နားထောင်ရတာဆိုတာတွေကကြ བྱ ားဖတ်ရတာတည်းပို့ပြီးလွယ်တယ်ဘာမှကြိုတင်ပြင်ဆင်ထားမှုမလိုဘူးအမှုပညာတတ်ခံရှိနေဖို့တိတ်မလိုဘူးကုံကုံပြောရရင်စားတတ်ဖို့တောင်မလိုဘူးကြ བྱ ားကြတော့ဒီလိုမဟုတ်တော့ဘူးအောက်ဆုံးထက်စာဖတ်တတ်ရမယ်ရွရွတက်ရုံနဲ့ဖတ်လို့မရသေးဘူး အတော်လေးအဆင့်မြင့်မြင့်တက်ထားရတာဘာသာစကားတစ်ခုမှတိမ်မွေးတဲ့ကြပြာနဲ့တိမ်မွေးတဲ့ဟာသပြက်လုံးတွေကိုအရသာခံနိုင်ရင်တန်းကုန်ပြီလို့တောင်ပြောနိုင်တယ်ကြပြာဆိုတာကဘာသာစကားကျွမ်းကျင်ုံသာမကဘူးတစ္ဆန်ရာရင်ကျေးမှုဘုဒ္ဓတာစတဲ့ဓာတ်ခံတွေကို ရှိမှအရသာခံနိုင်မှာအဲ့ဒီတန်းမျိုးကလူတိုင်းမှာရှိတာမဟုတ်ဘူးပြည်သူလူထုအများစုကပညာခြေခံတိတ်ကောင်းကြတာမဟုတ်ဘူးဆင်းရဲကြတာကို ပစ္စည်းမဲ့ခြင်းနဲ့ပညာမဲ့ခြင်းတွေကထပြိုင်နက်ဖြစ်တာတွေစီးရဲရင်ပညာတက်ဖို့လွယ်တာမဟုတ်ဘူးဒီခေတ်မှာပိုဆိုးတာတစ်ချက်ကကဗျာတွေကိုယ်တိုင်ကလည်းရှေ့ခေတ်ကဗျာတွေလိုမဟုတ်တော့ဘူးလောဝဲကြက်လက်ဖို့စူးစမ်းလာကြတယ်ကဗျာဖတ်သူရဲ့အာထုံမှုကို ပိုပြီးတောင်းခံလာတယ်လို့ဆိုရမှာပေါ့ကဗျာကို အလေမထုံတဲ့လူဆိုရင်ဘာတွေရေးထားမှန်းတောင်မသိဘူးကဗျာဟာတာမန်စာဖတ်ပရိသတ်နဲ့အလန့်ကွာမှန်းမသိဘူး ကွာလာတယ်လို့တောင်းဆိုရမလားမသိဘူးဒီလိုဆိုတော့ဒီနေ့ကြပြမှာပြိတ်သက်မရှိဘူးလားဆိုပြန်တော့လဲရှိတယ်မှတိတ်တိတ်တီတီစုစုခဲခဲရှိနေတယ်လို့ပြောရမှာပဲသူတို့စုနဲ့သူတို့တော့အယုမှုကိုကြပြကိုချစ်ကြတာပဲတို့ပေမဲ့စားဖက်ပြိတ်သက်နဲ့ရှင်လိုက်ရင်အ ਨੇ စုပါပဲကျွန်တော်ပြောနေတာကအစင့်မြင့်ကြပြကို ပြောနေတာနော်တာမန်ရီးစားစားဆန်းဆန်းအချက်ကြပြဘာကြပြညာကြပြပြိတ်သက်ကတော့များခြင်းများမှာပေါ့ ဒီတော့ပြည်သူတွေကဥဆောင်မှုအပိုင်းမှာပါဝင်နိုင်တဲ့ပညာတတ်အမှုပညာဓာတ်ခံရှိသူတွေကိုကဗျာကလှုံ့ဆော်နိုင်ကောင်းပွဲရှိတော်လဲပြည်သူလူထုတရက်လုံးကိုလှုံ့ဆော်တဲ့နေရာမှာအထက်မြတ်ဆုံးလက်နဲ့မဖြစ်နိုင်ဘူးဆိုတာရှင်းလောက်ပြီလို့ထင်ပါတယ်အဲနောက်တစ်ချက်က ကာယံမဲ့ကဗျာကာယံမဲ့ပြီဆိုရင်မြမလူမျိုးကကဗျာလို့လက်ခံဖို့ကိုအတော်ခက်တယ်အချိန်ကလူတန်းစားတွေကြတော့တာပြီးဆိုသေးတာပေါ့ ကာယံမဲ့ကဗျာဆိုတာလဲခုမှစမ်းသက်တုံးပဲရှိသေးတယ်။ဒါတောင်ငင်းကြခုံကြနဲ့တချို့လဲကာယံမဲ့ကိုလုံးဝစွန့်လွတ်လိုက်ကြတယ်။ဘဲကာယံမဲ့ကဗျာဟာဖြင့်ကောင်းလာပါကြည်ရဲ့လို့ပြောလောက်ဆိုလောက်တာတပုံးမှမရှိသေးပါဘူး။အဆိုးဆုံးပြဿနာကရွတ်ဆိုပြလို့မရတဲ့ကိစ္စပဲ။ဖတ်တော့မှတော့ကောင်းတယ်လို့လို့ပါလို့လို့ပေါ့။ပြီးတော့ဘာမှမကြံတော့ဘူး။ဖတ်တော့လေပျက်စီးဆန်းဆန်းပြားပြားသဘောမျိုးဖတ်ကြည့်တဲ့လူကများနေတယ်လို့ထင်မိပါတယ် ထားပါတော့လေဒီနေ့ကြပြတစ်ခုလုံးကတောင်မှပြည်သူလှုံ့ဆော်ရေးလက်နက်မှာအထက်မြတ်ဆုံးမဖြစ်နိုင်ဘူးဆိုတော့ကာယံမဲ့ကြပြကတော့ပိုပြီးဝေးသွားပြီဆိုရတော့မှာပေါ့ဒီလောက်ဆို ခြေနဲ့လောက်ပြီးထင်ပါတယ်မေမြို့ပြကပြမြို့ကံခံစားမှုမြို့ပြဝါဒဟူသောစကားများနဲ့ လှုပ်ရှားမှုကိုသိလိုပါသည်ဆရာလက်ခံပါသလားတတ်နိုင်သည်များအကျယ်တဝင်းရှင်းပြစီလိုပါသည်ဂျေစင်ဆိုင်တက္ကသိုလ်ဂျေစင်ဆိုင်ပြည်တက္ကသိုလ်တို့ကျွန်တော်တွားရောက်ဟောပြောရသည်မှာသုံးကျင်ရှိပါပြီဤမေကွန်မှာဒုတိယအကျင့်ရောက်စဉ်ကမေတော်မေကွန်ဖြစ်ပါသည်ဖြေဒီမြုပ်ပြဝါဒမြုပ်ပြခန်းစားမှုစတဲ့ဇာတ်တွေကိုစပြီး မိတ်ဆက်တိုက်တွန်းခဲ့တာဟာကျွန်တော်မိတ်ဆွေတယောက်ပါပဲသူနဲ့လည်းတော်တော်ပဲရင်းနှီးပါတယ်အဲ့ဒီကိစ္စကိုသူရေးပြီးတဲ့နောက်ကျွန်တော်နဲ့တွေ့လို့စကားဆက်မိကြတော့သူပြောတာအချိန်စောလွန်တယ်လို့သူကဝန်ခံပါတယ်ကျွန်တော်လည်းသူနဲ့သဘောတူပါတယ်သူပြောတာအချိန်စောလွန်နေတယ်မြို့ပြခင်မြို့ပြဝါဒါဆိုတာအင်္ဂလိပ်လိုတော့ Avan State Avan Avanism ပေါ့လေကျွန်တော်မိတ်ဆွေကမြို့ပြခံစားမှုမြို့ပြဝါဒါကို ပြောလိုက်တာက ကျစ်လက်ခဲ့မဟုတ်တော့ဘူးလို့သတိပေးခြင်းတဲ့သဘောလဲပါလိုက်မယ်ထင်ပါတယ်။ကြပြားရေးရေးပွဲကြတာမှာရှေရိုးခဲ့အတိုင်းချစ်သူနှူးဆိုရင်လရအောင်မှာမိန်းကလေးရဲ့အလှဆိုရင်မျက်လုံးကကျယ်နီအောင်မျက်ခုံးကဇင်ရောတောင်းချစ်ချင်းမြတ်တာကိုဖွက်ရမှာလဲမျက်မူလောက်တစ္ဆာတိုင်ရမှာလဲအနဝါခန်း6စီတော့ချစ်သူကစွန့်ခွာသွားရင်လေရင်ထဲမှာငရေမီလီယံတောက်တလောက်စသည်ဖြင့်ရှစ်ခက်ပုံစံတွေပဲ ထင်ဟပ်နေတယ်။ဒီကိမာကချစ်သူနှုတ်ဦးဟာလရအောင်မဟုတ်ဘူး။အင်းလျာကန်ဆက်ဖြစ်ခြင်းဖြစ်မယ်။လေပြီးငါကားပေါ်မှာဖြစ်ခြင်းဖြစ်မယ်။လက်ဖက်ရည်ဆိုင်မှာဖြစ်ခြင်းဖြစ်မယ်။ဒီတော့ကြပြားတွေမှာလှပလွမ်းမောဖွယ်ရာဖြစ်အောင်တမင်ရေးဖွယ်ကြရင်ခက်နောက်ကြံနေမယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ရေးတာလို့ကျွန်တော်နားလည်လိုက်ပါတယ်။ကျွန်တော်အယူဆအရပြောရရင် မြို့ပြခံစားမှုမြို့ပြဝါဒဆိုတာတွေဟာတမင်လောက်ယူလို့ရတာမဟုတ်ဘူး။ မျိုးပြခက်ကိုတကယ်ရောက်လာမှခံစားလို့ရတဲ့ကိစ္စမျိုးလို့ကျွန်တော်ပြောချင်ပါတယ်။ဒီတော့မျိုးပြခဲဆိုတာဘာလဲဆိုတာကိုပြောချင်ပါတယ်။အတော်ချုပ်လိုက်ရင်တော့ကြေးလက်မရှိတော့တဲ့လူနေမှုဝန်းကျင်လို့ပြောနိုင်တာပေါ့။ဘာကြောင့်ဒီလိုဖြစ်လာရသလဲ။ကျွန်တော်တို့သိနေကြတဲ့စစ်မှုတော်လှန်ရေးကစားပြီးကောက်ကြရအောင်။စစ်မှုတော်လှန်ရေးကြောင့်စစ်ယုံကြီးတွေ ပေါ်လာတယ်။စစ်ယုံရှိတဲ့နေရာမှာလူတွေစုဝေးပြီးနေထိုင်ကြရင်းကမျိုးကြီးတွေဖြစ်လာတယ်။ မြန်မာပြည်မှာဆိုရင်ရင်းနှံချောင်းတို့၆တိုးဆိုတဲ့မျိုးကြီးတွေဖြစ်လာတယ်လို့ပေါ့စစ်ရုံလုပ်ငန်းကြီးရင်ကြီးသလောက်မျိုးကြီးတွေကလည်းကြီးလာတာပေါ့အနောက်နိုင်ငံမှာကျတော့စစ်မှုလုပ်ငန်းကြီးတွေကလည်းအဆမတန်ကြီးထွားနေတော့စစ်ရုံမျိုးကြီးတွေဖြစ်ကုန်တယ်အဲ့ဒီစစ်ရုံကြီးတွေအတွက်လမ်းပန်းဆက်သွယ်ရေးတွေကောင်းအောင်လုပ်ရပြန်တော့ဆက်သွယ်ရေးကလည်းလင်းမြန်လွယ်ကူလာပြန်တာပေါ့ဒီကြားထဲမှာတယ်လီဖုန်းတွေရေဒီယိုတွေရုပ်မြင်သံကြားတွေစတဲ့ ိတ်ပံပစ္စည်းတွေကလည်းတိတ်ပြီးတိုးတက်လာတော့စစ်သည်ရေးမှနီးတယ်ဝေးတယ်ဆိုတာမရှိတော့ဘူးတရေသားနဲ့တရေသားဘာမှမထူးကြဘူးသိစရာကိစ္စဆိုရင်သူသိတဲ့အချိန်ကိုကသိပြီကိုသိတဲ့အချိန်သူလည်းသိပြီနောက်ကြတယ်ဆိုတာမရှိတော့ဘူးဒါဖြင့်သူတို့စီမှာလည်းတမားတို့ချမ်းလုံသားတို့ဝင်းမြူရည်လုံသားတို့မရှိတော့ဘူးလားဆိုရှိတာပဲဒါပေမဲ့သူကအတိညာနောက်ကြသူအစ်င့်နေသူမဟုတ်ဘူး ို့ပေါ်မှာနေကျင်နေမယ်လဲထုံချိန်ကြတော့အိမ်ကကိုပိုင်ကားနဲ့ထွက်သွားလဲတဲ့ရောက်တော့လဲရကိုတောင်ထဲကလဲထုံစစ်ကိုထုတ်ယူလဲထုံပြီးတော့ကိုကားနဲ့ကိုအိမ်ကိုပြန်လာအဲ့ဒီလိုပဲလေရင်ကွင်းကခီးတယ်ပို့ကားကြီးတွေကိုမောင်းတဲ့ driver ကလည်းသူ့ကိုပိုင်ကားလေးနဲ့လေရင်ကွင်းကိုမောင်းသွားတာပဲဟိုရောက်တော့သူ့အလုပ်ရုံကကားကြီးကိုဆွဲမောင်းပြီးတော့ကိုကားလေးနဲ့ပြန်လာတာပဲသူတို့စီမှာကြေးလက်မရှိတော့ဘူးကြေးလက်မရှိဘူးဆိုတာအင်းစုလေးတွေ မရှိတော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးအင်းစုလေးတွေရှိခြင်းရှိမယ်ကို့ဘာသာအေးအေးချမ်းချမ်းနေခြင်းလို့မျိုးကြီးပြကြီးနဲ့ဝေးတဲ့နေရာမှာအိမ်ဆောက်ပြီးနေခြင်းလဲနေမယ်ဒါပေမဲ့ကြေးလက်မဟုတ်ဘူးခင့်တော့မကြဘူးလူနေမှုမနေမှုသူတို့မှာရုပ်မြင်တန်းကြရေခဲတက်တာအဝတ်လျှော်စဲတယ်လီဖုန်းအားလုံးရှိနေကြတာပဲကျွန်တော်တို့စီကကြေးလက်မျိုးမဟုတ်ဘူးကျွန်တော်တို့စီကကြေးလက်ဆိုမှသတိရလို့ပြောရအောင်မယ်လွန်ခဲ့တဲ့နှစ်20နီးပါးကကျွန်တော်က ဒီတော့ကမော်လမြိုင်ကောလိပ်မှာအမှုထမ်းနေတယ်။ဒီနေ့တော့ကျွန်တော်တငယ်ချင်း၄တက်ထဲကစစ်ဘော်တယောက်ကျွန်တော်စီရောက်လာတယ်။မော်လမြိုင်လေရင်ကွင်းနဲ့ကောလိပ်ကလည်းနှီးပြန်ကျွန်တော်ရှိနေတာလည်းတိပြန်မှုဝင်လာတာပါပဲ။သူကဒီတော့ရဟတ်ရင်မောင်းနေပြီ။သူ့ရဟတ်ရင်မောင်းရတဲ့အတွေ့အကြုံတွေကိုပြောရင်သူကဝန်နေပန်နေပြောသွားတဲ့အတွေ့အကြုံတခုကိုကျွန်တော်ခုထက်တီဆွဲနေတယ်။ဒီနေ့မှသူကစစ်ဘက်တာဝန်ရတောက်ခေါင်ကောင်တခုမှရဟတ်ရင်ဆင်းပေးရတယ်။ ပြီးတော့စောင့်နေရတာပေါ့အဲ့ဒီတုန်းမှာတောသားကြီးနှစ်ယောက်ထင်းခုတ်ဓမကြီးတွေနဲ့တောထဲကထွက်လာပြီးသူ့ကိုရောရဟရင်ကိုရောမရက်တရက်နဲ့လှမ်းကြည့်နေတဲ့သူကလည်းလူရိုးတောသားကြီးတွေမှန်ပြီးတော့လှမ်းပြီးလာလေလာကြည့်ကြပါလို့လှမ်းခေါ်တဲ့ခလူကြီးနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်ပြီးမှသူ့အနာကိုကတ်လာပြီးတေချာကြည့်နောက်မှဒုတုတ်ချပြီးထိုင်လိုက်တယ်စစ်ကြမင်းလေးဆိုတာကိုခုမှ ကိုတွေ့မြင့်မြင်ဖူးရပါတယ်ဖျားလို့ဆိုတော့ သူကလမ်းပြီး ဟာမဟုတ်ဘူးမဟုတ်ဘူးကျုပ်လည်းခမရတို့လိုပါပဲဒါလည်းစစ်ကြရင်မဟုတ်ဘူးမောင်းတက်ရင်ဘသူမောင်းမောင်းရပါတယ်လို့ပြောတာမရပဲ ကိုတော်လေးလူတိုင်းကိုအတွေ့မခံဘူးဆိုတာသိပါတယ်ဖူးခွင့်ကြုံလို့ဖူးရတာပါဆိုပြီးဥချကြတော့ကြတော့တာပဲတဲ့ပြီးတော့ဘာမှမပြောတော့ပဲတော်တဲ့ပဲပြန်သွားကြတော့တာပဲသူကစစ်ပြီးအဲ့ဒါပဲဖူအောင်သိရင်မင်းတို့ကသာ တက္ကသိုလ်ကြီးမှာပညာရကြီးတွေဗာကြီးတွေသင်ကြားနေကြည်ကြဲနေကြတာ ငါတို့မြန်မာပြည်တောခေါင်ကောင်ဒေသတွေမှာဟယ်လီကော်ပတာနဲ့ငါ့ကိုစစ်ကြမင်းလေးထင်ကြတော့မယ်ရှိသေးဗျာလို့စိတ်မကောင်းခြင်းကြီးစွာနဲ့ပြောသွားခဲ့ပါတယ်။ဒါကတကယ်ဖြစ်ခဲ့တဲ့ကိစ္စယုံနှင်းစကားမဟုတ်ဘူး။အဲ့ဒါကျွန်တော်တို့စီကမြို့ပြနဲ့ခြေလက်ပဲ။အဲ့ဒီလိုခင်နောက်ကြတော့အသိပညာမဲ့တော့နိုင်ငံရေးကိစ္စလူမှုရေးကိစ္စတွေကစဟိုလူပြော ဟုတ်နော်ဒီလူပြောဟုတ်နော်ဖြစ်ကြတာပေါ့။ ဒါကြောင့်ဒီအစိုးရလက်ထက်မှာအသုံးလုံးကြေတင်တန်းတွေစာမတက်သူပပျောက်ရေးကိစ္စတွေကိုလူလူလှုပ်ရှားမှုကြီးတကူဖြစ်အောင်လှုပ်ကြရတာပေါ့အဲ့ဒီကျေးဇူးတွေကြောင့်ပဲခုဆိုရင်ကျေးလက်တွေဟာရှေ့ကထက်မျက်စိပွင့်လာတယ်မြို့ပြနဲ့နီးတဲ့ဒေသကျေးလက်တွေဆိုရင် အတော်ကိုတိတိတသာဖွင့်ပြလာတယ်စာပေဟောပြောပွဲတွေဘာတွေတောင် အားကျွမ်းတက်လှုပ်ကြတယ်ဒါပေမဲ့မြို့ပြကျေးလက်ကွာခြားမှုတော့ရှိနေသေးတာပဲရှိနေသေးပုံကိုပြောအောင်မယ်လွန်ခဲ့တဲ့ ၃နှစ်လောက်ကငိမ့်ကျော်တို့တင်မိုးတို့တောရလေးတရွာကိုစာပေဟောပြောပွဲအတွက်သွားကြတယ်။အဲဒီကမူလာတန်းကျောင်းဆရာလေးကဘာသနာကြည့်ပြီးမဖြစ်ဖြစ်အောင်လုပ်တဲ့ပွဲပေါ့။သူတို့ရောက်သွားတော့ထင်းထောင်ကြီးတုံထမ်းလာတဲ့လူတယောက်ကစာရေးဆရာတွေဆိုတာလားပြောလို့ပြီးတော့ဟုတ်ပါတယ်ပေါ့။သူကဘာစစ်မေးတယ်လဲဆိုတော့ဆရာကြီးပြီမုန်နေမပါဘူးလားဗျာတဲ့။ဒီလူတွေဘာဖြစ်ရမလဲမသိပဲဖြစ်ကုန်ကြတာပေါ့သူတို့ပြိတ်တဲ့အခြေအနေကိုလည်းသိသွားပြီလေ အဲ့ဒါကျွန်တော်အဘိုးပြောတယ်မထင်နဲ့ခမရတို့စီကိုငိမ့်ကြော်ဖြစ်ဖြစ်တင်မောဖြစ်ဖြစ်ရောက်လာရင်မေကြီးဟုတ်လားနှစ်ယောက်လုံးကလည်းအပြောကောင်ဟာတာကောင်ခမရတို့ဥတက်နေမယ်စိတ်ချအဲ့ဒါတောခေါင်ကောင်ကြီးမဟုတ်ဘူးရန်ကုန်နဲ့မလန်းမကန်းရွာလေးငိမ့်ကြော်ရဲ့စကားတိုင်းဆိုရင်အဘတင်းညာရာတီဥတုကြီးကြီးလင်းလင်းမျိုးတွေပါတွေမရှိရင်ရွှေတကုံကိုတောင်လှမ်းမြင်နိုင်မယ်ထင်တာပဲအဲ့ဒီလောက်ကပ်ပြီးအဲ့ဒီလောက်ကွာနေတာတွေ့ခဲ့ရတဲ့ပြားတယ် ဒီတော့ကျွန်တော်တို့စီကမြုပ်ပြကျိလက်ကွာဟမှုကိုနှဲသွားအောင်ဘလောက်ထိစူးစမ်းရအောင်မယ်ဆိုတာတွေးမိကြရောပေါ့ဒီတော့မြုပ်ပြခန်းစားမှု ဆိုတာဘလို့လုပ်ပြီးတကယ်ရနိုင်မလဲကြပြထဲမှာအလင်္ကာလေးတွေဥပမာလေးတွေပြောင်းလဲလာတာမျိုးလောက်ရှိမှာပေါ့ချစ်သူမျက်နာကို ခုစိမ့်ခုဝါခုနီမိပိုင်နဲ့နှိုင်းရှင်တာမျိုးချစ်သူရဲ့မြေရတဲ့သဘောကိုမှိတ်တုံမှိတ်တုံမြတ်တောင်ခတ်နေတဲ့နီယွန်မိချောင်းနဲ့ဥပမာပေး တင်စားတာမျိုးဒါမျိုးတော့ရှိမှာပေါ့အဲ့ဒါလည်းမျိုးပြခံစားမှုအဆင့်ကိုရောက်သေးတာမဟုတ်ဘူးသူတို့စီမှာစစ်မှုတွေတိုးတက်လာတာကြောင့်အားလုံးအကုန်ကောင်းနေပြီမထင်နဲ့သူတို့မှာလည်းသူတို့ဒုက္ခနဲ့သူတို့ပဲကျွန်တော်တို့ရန်ကုန်ဆိုရင်ပဲဒီပြင်မနာရေစင်စတဲ့ဒေသတွေနဲ့မတူတော့ဘူးရန်ကုန်မှာကြောက်တနေရစာအိတ်ဖို့နေရာလေးရဖို့ကအစားခက်နေတဲ့လူတွေတပုံကြီးချစ်သူနှူချစ်ကြပါလျင်နဲ့နေစရာအိတ်ကန်းစပေါ်မပေးနိုင်လို့ ရစ်ရှည်ကြညောင်၃နဲ့၃မုံမက၆နဲ့၆မုံဖြစ်ကုန်တာတွေတပုံကြီးသူတို့စီကြတော့ဒီထက်ပိုဆိုးကုန်တာပေါ့ဒီလောက်အေးတဲ့ရာသီဥတုမှာကွင်းပြင်ထဲမှာလမ်းဘေးမှာ အမိုးကာမရှိ ကိုကိုစောင်းနေပန်ပလတ်စတစ်အိတ်ထဲဝင်ပြီးအိတ်ကြရသူတွေကိုတပုံကြီးရှိတယ်မြို့ပြခင်မှာဆင်းရတာကပိုတောင်ကြောက်စရာကောင်းစရာမသိဘူး ကောင်းပြီစာဝတ်နေရေးပြည်စုံတော်ကောတယ်ကျွန်တော်မိတ်ဆွေကြီးတယောက်ပြောဖူတာကိုပြောပြမယ်1984ခုနှစ်လောက်တုန်းကဒေါက်တာဘရောင်းဆိုတဲ့ဂျာမန်ကြီးတယောက် ਨੇ ကျွန်တော်မိတ်ဆွေဖြစ်ခဲ့ရတယ်သူကအနောက်ဂျာမနီကပေါ်ပါဠိတုတေတီပါပဲပါဠိကိုအတော်လေးကျွမ်းကျင်နှံ့ဆက်တဲ့ပုဂ္ဂိုလ်ပေါ့မြန်မာလိုတော့သိပ်မတက်ဘူးအင်္ဂလိပ်လိုပဲပြောကြရတယ်သူကဗုဒ္ဓဘာသာကိုလည်းစိတ်ဝင်စားတယ်အမပီကိုလည်းချစ်တယ်တကယ်လူမျိုးကြီးပါအသက်က 35 40လောက်ပဲရှိပါသေးတယ်။ပြန်ကနီးမှာကျွန်တော်ကိုနှုတ်ဆက်တော့မျက်ရည်တွေဝဲနေတယ်။အောင်တင်းကျွန်တော်မျက်လုံးတစ်ဖက်ကရယ်လျက်မျက်လုံးတစ်ဖက်ကငုံလျက်ပြန်ရတော့မယ်တယ်။ကျွန်တော်ကဘာပြုတ်လို့လဲမေးတော့ကျွန်တော်ဂျာမနီကထွက်လာခဲ့တာကြာပြီ။တခြားနိုင်ငံတွေမှာလည်းလေ့လာခဲ့ရသေးတယ်။ဒါကြောင့်ကျွန်တော်မိသားစုနဲ့ပြန်ပြီးတွေ့ရမှာမို့လဲပြောတယ်။ဒါပေမဲ့ခင်ဗျားတို့ရဲ့ဒီလောက်ချမ်းသာတဲ့အတိုင်းပြည်ကခွာရမှာအတွက်လဲဝမ်းနေမိတယ်တဲ့။ ချမ်းသာတယ်ဆိုတဲ့နေရာမှာသူက such a rich land လို့သုံးပါတယ်။ဒါနဲ့ကျွန်တော်ကဘာပြုလို့ဒီစကားကိုသုံးတယ်လဲလို့မေးကြည့်မိတယ်။ဟုတ်တယ်လေ။သူတို့နိုင်ငံနဲ့စားလိုက်ရင် ကျွန်တော်တို့နိုင်ငံကဆင်းရဲတယ်မဟုတ်လား။သူပြန်ပြေးလိုက်တဲ့စကားဟာကျွန်တော်ယင်ထဲမှာစွဲကြံနေရခဲ့တယ်။မျိုးပြခံစားမှုရဲ့သဘောလဲပါလာတယ်လို့ထင်မိတယ်။သူက အောင်တင်ခမရဲ့စိတ်ထဲမှာရုပ်ဝတ္ထုပစ္စည်းတွေအရင်ပဲပေါနေတာကိုချမ်းသာတယ်လို့ထင်နေသလား။ ဟုတ်ပါတယ်ကျွန်တော်တို့စီမားပစ္စည်းတွေပေါ်ပါတယ်တမျိုးပြီးတမျိုးပေါ်နေတာပဲအဲဒါကြောင့်ဒီပစ္စည်းတွေနောက်ကအမောတကောလိုက်နေကြရတယ်ဟိုဘက်ခန်းကရေဒီယိုဝယ်တော့ဒီဘက်ခန်းကရေဒီယိုဝယ်နိုင်အောင်စူးစမ်းရတယ်ဒီဘက်ခန်းကကက်ဆက်ဝယ်တော့ဟိုဘက်ခန်းကကက်ဆက်ဝယ်ရပြန်တယ်ဟိုဘက်ခန်းကရုပ်မြင်သံကြားဝယ်တော့ဒီဘက်ခန်းကရုပ်မြင်သံကြားဝယ်နိုင်အောင်စူးစမ်းရတယ်ဘာကြောင့်လဲဆိုတော့ဟိုဘက်ခန်းကဝယ်လို့ပေါ့အဲ့ဒီလိုမှမဝယ်နိုင်ရင် နေလို့မရတော့ဘူး စိတ်ဆင်းရဲနေရတာပဲကြတော့လူတွေဟာဘာကြောင့်လုံနေတယ်ဆိုတာ ကို့ဘာသာမသိကြတော့ဘူးသူများမှရှိလျက်နဲ့ကို့မှမရှိရင်စိတ်မချမ်းသာကြတော့ဘူးအဲ့ဒီလို သူများနည်းတူဝယ်လိုက်နိုင်မှာပဲတက်တာရရတယ်အဲ့ဒါကိုသူတို့ပြောတယ်လို့ထင်နေကြတယ်အဲ့ဒီလိုပြောတယ်လို့ထင်ပြီးတက်တာရရအောင်လုပ်ရင်တေကုံကြရတာပဲဒီမှာမစ္စတာသင်ဥရောပတရိုက်လုံးမှာ လိုက်ရှာရင်တောင်မှမဟာစီတို့ဝေဘူးတို့လို့ မြင့်မြတ်တဲ့ပုံကိုကြီးမျိုးတယောက်စာနှစ်ယောက်စာတွေ့နိုင်မယ်ထင်သလားခမရတို့စီမဘလောက်များတယ်လဲဒီလိုစိတ်ချမ်းမြေ့အောင်ဆောင်ရွက်နေတဲ့ပုံကိုမျိုးတွေဘလောက်ကြွယ်ဝတဲ့အတိုင်းပြီလဲဒီတိုင်းပြီမျိုးကိုမှချမ်းသာတယ်လို့မပြောရင်ဘယ်တိုင်းပြီမျိုးကို ပြောရမလဲတဲ့အဲ့ဒါပါပဲဒေါက်တာဘရောင်းကတော့ဗုဒ္ဓဘာသာမဟုတ်ရင်တောင်မှဗုဒ္ဓဘာသာကိုလေ့လာနီးစပ်တဲ့ပုံကိုဖြစ်နေလို့ဗုဒ္ဓဘာသာအမြင်မျိုးဘက်ကိုရောက်လာတယ်လို့ပြောမယ်ဆိုရင်ပြောနိုင်ပါလိမ့်မယ်ဘာပဲဖြစ်ဖြစ် သူစကားထဲမှာမျိုးပြခက်ခံစားမှုဒစိတ်တရေသားတော့ပါလာတာသိကြပါတယ်။အဲ့ဒီမျိုးပြခံစားမှုကိုပေါ်လင်းအောင်ကြပြတွေရေးဖွဲ့ကြတယ်။ကြပြမှသာမဟုတ်ဘူး။ကြပြနဲ့သဘောချင်းနွယ်ရောင်ရှိတဲ့ဝတ္ထုတူတွေမှလည်းဒီအတိုင်းပဲ။ခက်တဲ့ရေနီရေနီတဲ့တိစေအလျင် စသည်အပြင်အမျိုးမျိုးခေါ်ကြတဲ့ဝတ္ထုတော်ပုံသဏ္ဍာန်တွေကအဲ့ဒီမျိုးပြရဲ့လူမှုဝန်းကျင်ဖီအား social pressure အောက်မှာ မလူးတာမလွန့်တာ ပင်ပန်းကြီးစွာလှုပ်ရှားနေထိုင်ရတဲ့လူသားရဲ့တဦးချင်းဝေဒနာကို ဖော်ကျူးဖို့ကြိုးပမ်းကြတယ်။ဘဝဆိုတာကို ပုံဖော်လို့မရအောင် ဝေဝါးလာကြတယ်။ဘဝရည်မှန်းချက်တွေတန်ဖိုးတွေဆိုတာကအထိပ္ပယ်မရှိဘူးလို့ထင်လာကြတယ်။အဲဒါကိုကျွန်တော်တို့အရှိတိုင်းကနားလည်ဖို့အတော်လေးခက်ပါတယ်။အနောက်တိုင်းရဲ့အခြေခံတဒနာ ပေါ်ပေါက်ပုံနဲ့ကျွန်တော်တို့အရှိတိုင်းရဲ့အခြေခံတဒနာပေါ်ပေါက်ပုံကလည်းအလွန်ကွာခြားပါတယ်။ဒါတွေပြောရရင်တော့ဆုံးမှာမဟုတ်တော့ပါဘူး။ ချုပ်အပြင်ခံစားမှုဆိုတာလုပ်ယူလို့မရပါဘူးတကယ်ခံစားမိမှသာခံစားမှုဖြစ်တာပါမြို့ပြခဲဆိုတာကျွန်တော်တို့စီမအဝေးကြီးလိုပါသေးတယ်ကြပြမှာလဲမြို့ပြခံစားမှုဘယ်မှာပေါ်နိုင်ပါမလဲတာဝန်ကျင်ရုပ်ဝတ္ထုတွေရှိသလောက်တော့ကြပြတွေမှာထင်ဟန့်နေတာတွေ့နိုင်ပါတယ်ဟိုင်းလက်ကတော့အမြန်ရင်တို့ဗီဒီယိုတို့ဆိုတာတွေဟာကြပြတွေမှာ ပါနေတာပါပဲကြပြတဲ့ရှေ့ကပြေးပြီး ြို့ကြီးပြကြီးကပစ္စည်းထည့်ပြီးရေးဖွဲ့တာကတော့စတီဒီယိုတေးတွေဖြစ်နေတာတွေ့ရပါတယ်ဒီလောက်ကိစ္စဟာမြို့ပြခန်းစားမှုလို့မခေါ်နိုင်သေးပါဘူးမြို့ပြဝါဒါလို့မခေါ်နိုင်သေးပါဘူးဒီလောက်ဆိုရင်ဂျေနဲ့ကြားလိုက်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆရာအောင်သိန်းရဲ့စကားပိုင်းဆိုတဲ့အမင်းဖြေကဏ္ဍလေးကိုတော့ကျွန်တော်ဒီနေ့မှပဲ လက်ထားပါမယ်ခင်ဗျာကြံရှိနေသေးတဲ့အမေးအဖြေလေးတွေကိုလည်းကျွန်တော်နောက်ပိုင်းနေမှာဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်အဲ့ဒီခါကျရင်လည်းအာပေနာစင်မှုမျောလင်းပါတယ်ခင်ဗျာဒီနေ့အာပေနာစင်ခဲ့ကြသူပေါင်းကိုစိတ်နှပြချမ်းမှချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူဂျင်မနိုင်ဖြစ်ပါတယ်ခင်ဗျာ